အားလုံးမင်္ဂလာပါကျွန်တော် channel လေးရနေပြန်လဲကျေးဇူးပါတယ်เนาะအလောက်ကန်နေရရှိပြီးတော့လောက်ကန်ခွင့်လန်းနေဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ဒီဗီဒီယိုလေးကတော့23ရက်နေ့အတွက်ပဲနောက်ဆက်တွဲတင်ပြတောင်းဆိုထားတဲ့အလောက်ကန်ခွင့်လန်းလေးကိုအချိန်နဲ့တပြင်းညီသိရှိနိုင်ဖို့အတွက်နောက်ဆက်တွဲတင်ပြပေးသွားမှာဖြစ်ပါတယ်လို့ဗီဒီယိုလေးနဲ့သူအဆုံးထိလိုက်ပါနားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်เนาะโอเคဒီနေ့ ်23ရက်နေ့သူပဲနောက်ဆက်တွဲတင်ပြလာတဲ့ပထမဆုံးအလောက်ကံကိုပုံပြပေးတော့မှာဖြစ်ပါတယ်အာ MRCN မြန်မာ Recruit Organization ကနေတင်ပြထားတဲ့လောက်ကံကိုအရင်ပေါ်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတောင်ကြီး base ကိုတောင်ကြီး base နဲ့နှက်ဆက်ပေးအတွက်ခေါ်လာတာဖြစ်ပါတယ်ဒါတော့ program system ရာထူးကိုခေါ်လာတာဖြစ်တယ်နောက်အဲနောက်တောင်ကြီးနေရာတွက်ပဲကို MN office assistant position ကိုလည်းထပ်ခေါ်လာတာတွေ့ရတယ် နော်နောက်တောင်ကြီး base တစ်ခုစလုံးတက်ပဲပေါ့နော်တခုက monitoring and evaluation sensitive position တခုခေါ်တာတွေ့ရတယ်နောက်တခုက night security guard အတွက်ကိုကျွန်တော် MRC ကအဲ၄ခုတောင်ခေါ်ထားတာတွေ့ရပါတယ်လို့နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ခဲမြန်မာကလည်းပဲကျွန်တော်ရန်ကုန်အဲနေရာအတွက်ကိုကျွန်တော် KSTM program manager ဖိတ်ခေါ်ထားတာတွေ့ရပါတယ် โอเคနောက်ဆက်တွဲအနေနဲ့ဆိုရင်ကျွန်တော်တို့အဖွဲ့လောက်ကန်၄ခုဖိတ်ခေါ်ထားတဲ့အထဲမှာဖွဲ့စည်းမဖော်ပြထားဘောเนาะအဲ့ဒါလည်းဆက်လက်ပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ဒီ၄ခုနေရာတွေ့ကတော့စကိုင်းနေရာတစ်ပဲဖိတ်ခေါ်ထားတာတွေ့ရတယ်ပထမဆုံးလောက်ကန်အနေနဲ့ဆိုရင် enemy and logistic assistant စကိုင်းနောက်ပြီးတော့အဲ finance assistant နဲ့စကိုင်းတွေ့ပဲနော် community development facilitator စကိုင်းအတွက်ပဲပြီးတော့ meal assistant ဆိုတဲ့စကိုင်းအတွက်ပဲဒီလေးနေရာကတော့ organization ပေါ်ပြထားခြင်းမရှိတဲ့ position တွေဖြစ်ပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် CAM ဆိုတဲ့ဖွဲ့စည်းကရန်ကုန် region အတွက်ကို programming finance officer အတွက်ဖိတ်ခေါ်လာတွေ့ရပါတယ်။နောက်ပြီးတော့ CSI ဆိုတဲ့ဖွဲ့ကလည်းရန်ကုန် base အတွက် senior Grand and Reporting Officer ဆိုတဲ့ position ကိုလည်းဖိတ်ခေါ်ထားတာသင်ပြတောင်းဆိုထားတာတွေ့ရပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် UNICEF အဖွဲ့ကလည်း home base အနေအထားခေါ်ထားတယ် position ကတော့ National Consultant Long Term Agreement ဆိုပြီးတော့ position နှစ်ခုတင်ထားတာတွေ့ရပါတယ်လို့နောက်စကိုင်းနဲ့နေရာအတွက်လည်းဖွဲ့စည်းဖော်ပြထားခြင်းမရှိဘဲနဲ့ခေါ်ထားတဲ့ position ကတော့ project officer တခုနဲ့ project manager ဒါတော့စကိုင်းအတွက်ဖြစ်ပါတယ်လို့ နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် MAG ဆိုတဲ့ဖွဲ့ကလည်းကျွန်တော်ရန်ကုန် base အတွက်ကို humanitarian mine action coordinator position ကိုဖိတ်ခေါ်ထားတာလည်းတွေ့ရတယ်။နောက်တစ်ခုကတော့အဲ MAG ကပဲကျွန်တော်တို့ဒီရန်ကုန် base အတွက်ကိုအဲ institutional EOIE trainer အနေနဲ့ ရန်ကုန်ဘေးအတွက် MG ရထပ်ခွန်ထားတာတွေ့ရပါတယ်။နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင် CPI CPI ဖွဲ့ကရန်ကုန်အတွက်ကိုကျွန်တော်တို့ Procurement and Logistics Officer Position ကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ အခုလိုဗီဒီယိုလေးကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကလူကြီးမင်းတို့အတွက်မောင်ညီကူမောင်မတို့အတွက်တစုံတရာကြိုးရှိတယ်ဆိုရင် like and subscribe လုပ်သွားပေးဖို့လည်းမေတ္တာရက်ခံတောင်းဆိုပါရစေအဲအကြောင်းအရာလေးတွေနဲ့ပတ်သက်တဲ့ link တွေကို message box မှာတွားပြီးတော့ယူပေးကြပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်